proud လို့ပြောလိုက်ရင်ကျွန်တော် page ကိုအရင်ထဲကအားပေးခဲ့ကြသူတွေနာမည်ကြားရုံနဲ့သိကြမယ်လို့ထင်ပါတယ် တချိန်လုံးက Counter Strike မှာ Cloud9 အသက်နဲ့အတူတူကစားခဲ့မှုတဲ့ Veteran Esports Player တယောက်ဖြစ်ခဲ့သလို PUBG God တယောက်လို့တော့တင်စားပြောလို့ရတော့တဲ့အထီးအောင်ကျန်းခဲ့တဲ့ Player တယောက်လည်းဖြစ်ခဲ့တာပေါ့ဘယ်လောက်ထိအောင်ကျန်းခဲ့လဲဆိုရင် Hacker တကောင်ကိုတော့နိုင်အောင်တပူးခဲ့လောက်တဲ့အထီးပါပဲသူ့အကြောင်းတခြားသိချင်ရင်တော့ကျွန်တော် Channel မှာလည်းလုပ်ထားတဲ့ Video တစ်ခုရှိပါတယ်အဲ့ဒါကိုသွားကြည့်နိုင်ပါတယ်အဲ့နောက်ပိုင်းမှာတော့သူ့ရဲ့ Competitive Game တွေအထူးသဖြင့် Multiplayer FPS Game တွေ Battle Royale Game တွေမှာတအားကျွမ်းကျင်တာရယ် Chill Guy ဖြစ်လွန်းတာကြောင့် World of Warcraft လို့ MMORPG တွေ Unshrouded Valheim ို့လို survival game တွေဆိုတဲ့ဟာမှာလည်း entertaining ဖြစ်တာကြောင့် Twitch မှာအမြဲ viewer တောင်းချီကြီးတဲ့ကမ္ဘာလူကြီးအများဆုံး English speaking streamer တွေကတယောက်ဆိုရင်လည်းမမပါဘူး။ Dolores ရတော့ Arc Raider ဆိုတဲ့တကယ့်ကို quality ရှိပြီးတော့တအားကိုဆော့လို့ကောင်းတဲ့ third person extraction shooter တစ်ခုကိုရှယ်တီးနေတာပေါ့။ဒါပေမဲ့သူက Arc Raider ကိုတအားကြိုက်တအားကို hype ပြီးတော့တွက်လိုက်တဲ့အရာတစ်ခုက single player story game ချစ်သူတွေအတွက်တခက်တယ်လို့ဖြစ်သွားတဲ့အတွက်ဒီရပိုင်းနဲ့တော့ဝိုင်းပြောတာခံနေရပါလိမ့်မယ်။ We got to make sure that this game wins game of the year by the way. Do not let that expedition game win game of the year. We we all have to band together to make this game win. Us multiplayer gamers are the minority, okay? We are the minority being multiplayer gamers, but I believe we can win. <laughs> ဒါပေမဲ့သူဆိုလိုတာကအဲ့ဒီ game ကမကောင်းဘူးလို့ပြောတာမဟုတ်ပဲ multiplayer game တွေကလည်း game of the year နိုင်တဲ့ပါတယ်ပေါ့သူပြောတာကိုနားလည်ပေးကြည့်ရင်လည်းဟုတ်တော့ဟုတ်ပါတယ်အရင်တည်းကဆို Hell Divers 2ဆိုတဲ့တော်တော်လေးကိုဆော့လို့ကောင်းခဲ့တဲ့စက်ရုပ်တွေဂျိုသားတွေကိုပြည့်ရခက်ရ mini loot တွေလည်းကျဲလို့ရတဲ့ game က game of the year စကားတင်စရမှာတော့မပါခဲ့တာကိုဒါပေမဲ့ best multiplayer game ဆိုတာကိုတော့နိုင်ခဲ့တယ်လို့ best ongoing game စုကိုလည်းနိုင်ခဲ့ပါသေးတယ်အဲ့တော့ကျွန်တော်အတင်ဒီနေ့ Shroudar game of the year ရစီခြင်းနေတဲ့ Aggregators က multiplayer game of the year ရအောင်မယ်လို့တော့ထင်ပါတယ် Battlefield 6နဲ့တော့လုရမှာပေါ့လေ Shroud က VR the minority loop hey bro expedition 33's game of the year I actually played the game before berating it i didn't even berate it i just think single player games always win game of the year and it's bullshit couple million people play that game? Cool, bro. Worth the tens of millions. Where's the Marvel Rivals? 50 plus million people. ဆိုတော့စကားအရှိအနောက်တိတ်မြင်သူတွေဖြစ်နေပါတယ်။ Marvel Player Gamer တွေကပုံများတယ်လို့လည်းပြောတယ်။ငါတို့ကလူနည်းစုလို့လည်းပြောခဲ့တာဆိုတော့ပြီးတော့သူကိုယ်တိုင် Marvel Rivals အတွက် eSports အသင်းထောင်ထားတဲ့အတွက်အဲအကြောင်းထည့်ပြောတာကလည်းနဲ့ပလိုက်တယ်လို့လည်းပြောနိုင်တာပေါ့။နောက်ဆုံး Marvel Player Game တစ်ခု Game of the Year နိုင်ခဲ့တာက2016တုန်းက Overwatch ပါ။အဲ့ဒီ game ကတကယ်ကိုလည်းရခဲ့တင်တာပါ။တကယ်ကို game တစ်ခုဆိုတာပို့သွားပြီးတော့ game တွေက hero တွေရဲ့ထူးခြားတဲ့ personality တွေနဲ့ဘူးလုံးကောင်း gameplay ကလည်းမိုက်တဲ့အတွက် ကမ္ဘာကျော်ရေပန်းစားသွားခဲ့ပြီးတော့ဂိမ်းကိုမဆော့ဘူးဆိုရင်တောင်မှနံပါတ်တော့လူတိုင်းကြားဖို့ရမှာပါ upgraders ကအဲ့လောက် level အထိတော့အခက်မစားသေးဘူးလို့ကျွန်တော်ကတော့ထင်ပါတယ်ဒါကတော့ကျွန်တော်အမြင်ပါ upgraders ကိုလည်းကျွန်တော်လက်ရှိကစားနေတာဖြစ်ပြီးတော့ troll လေးကိုကြိုက်ပါတယ် extraction shooter formula ကိုမှဘက်ဘက်ကပြည့်စုံအောင်လုပ်ထားသလို performance ပိုင်းမှာလည်းတအားကိုကောင်းမွန်တဲ့အတွက်ဒီ network ကသမျှဂိမ်းတွေကအကောင်းဆုံးတစ်ခုပါပဲဒါပေမဲ့ overall game mode ကြီးကတော့များလာဘူးလို့ထင်ပါတယ် ထိမိပြီးတော့ရနမ်းမှာစွဲပြီးတော့ကြံနေခဲ့လောက်အောင်ကောင်းတဲ့စတိုရီယုံပါလို့ပါအဲ့လိုစတိုရီပါတဲ့ဒီနဲ့ထွက်ခဲ့တဲ့ Expedition 33 Death Stranding 2 Ghost of Yote Kingdom Come Deliverance 2တို့ရှိကြရယ်စတိုရီဖယ်လိုက်ရင်လဲ Split Fiction လို Gameplay Idea အသက်အစမ်းတွေနဲ့ပြည့်နှက်နေတဲ့ game တွေလည်းရှိသလိုတကမ္ဘာလုံးကိုဖန်ဆောင်နိုင်ခဲ့တဲ့ Indie Game လေး Hollow Knight Silk Song တို့ Hades 2တို့လို game မျိုးလေးတွေလည်းရှိတာကိုအဲ့လိုပြောကြမိတဲ့အတွက် Shroud ကိုတော့အားလုံးကဝိုင်းပြီးတော့တိုက်ခိုက်နေကြပါတယ် CS:GO မှာ fail သွားတဲ့ pro တို့သူ့ကိုတစ်သက်လုံး Spectre Device ပဲထိုင်ဆောင်ခံရမယ်လို့အောက်ခြေလွတ်နေတာတို့ဝမ်းပြောခဲ့ကြသလို အဲ့ထက်ဆိုပြီးတော့နည်းနည်းရိုင်းသူတွေလက်ရှိခဲ့ကြတာပေါ့လေအဲ့ဒီလို ongoing multiplayer game တွေသာ game of the year ရတဲ့နေဆိုရင် Dota 2တို့ Counter တို့ League of Legends တို့ဆိုရင်ကစားသူတွေအများများတဲ့အတွက်ပိုတော့ရတဲ့နေတာပေါ့ဒါပေမဲ့ game of the year ဆိုတဲ့အတိုင်းအဲ့ဒီဆူရသွားတဲ့ game ကနောက်နှစ်တွေမှာပြန်ဆော့ရင်တော့ကောင်းနေတဲ့နေတာပေါ့ဥပမာ2015တုန်းက game of the year ရသွားခဲ့တဲ့ The Witcher 3တို့2017မှာ game of the year ရသွားခဲ့တဲ့ Skyrim တို့ဆိုလို့ရှိရင်ခုချိန်ပြန်ဆော့လဲကောင်းနေသေးတယ်ဆိုတော့ဒီလိုမျိုးအရေးသွေးရှိတာက story ကောင်း gameplay ကောင်းတဲ့ single player game တွေမှာပဲရှိတာပါ Aggregators ကို2030မှာအခုလိုမျိုးလူတွေအများကြီးဆော့ကြအောင်မလားပေါ့ဆော့ဆော့က ပြောခဲ့တဲ့2024ခုနှစ်က Game of the Year ပေးသိမ်းခဲ့တယ်ဆိုတော့ Health Diverse 2တောင်မှအခုမှ Player Base ကကျနေပြီဆိုတော့လေ Expedition Territory ကတော့ Aspon ကိုပြောခဲ့သလိုပဲနောက်9နဲ့10နဲ့20မှာပြန်ဆော့လဲကောင်းနေမကင်းတခုပါပဲဒီကိုတော့ဘယ်လိုထင်ကြလဲချောက်ကြီးပြောတာမှားသွားတယ်ထင်လားဒါမှမဟုတ် Multiplayer Game တွေကရော Game of the Year ရတဲ့လို့ထင်လားရတဲ့နေဆိုရင်ရောဘယ်ကောင်ပေးမှာလဲကောမန့်ထဲမှာရေးသွားခဲ့ကြပါဦးအားလုံးအဆုံးထိကြည့်ကြပါကျေးဇူးပါအားလုံးဆင်ပြေပါစေခင်ဗျာနောက်ဗီဒီယိုလေးဆွေးနွေးမှာပြန်လို့ကြတာပါ